လူတကာအတင်းလိုက်ပြောနေတဲ့ဒါရိုက်တာပြင်းအင်းတရာကိုအိမ်မှာထိုင်ကိုနေရမယ့်နီးလန်းတဲ့တုံပြန်ခဲ့တဲ့လွှမ်းပိုင်ပရိသတ်များအားလုံးမင်္ဂလာပါရှင်မြန်မာနိုင်ငံကများလားစွာတော့ပွဲပေါင်းတသိန်းမှန်သမျှကိုမိလိုက်တဲ့ပွဲချစ်သူပရိသတ်ကြီးတွေလည်းဒီတစ်ခေါက်လွှမ်းပိုင်နဲ့ပြင်းအင်းတရာတို့ရဲ့မပြီးဆုံးနိုင်တဲ့ပွဲကြီးကိုဆက်လက်ကြည့်ရှုကြရတော့မှာပါနေအောင်စလုံးကလည်းအနုပညာလောကရဲ့ကဏ္ဍအသီးသီးမှာကိုစီအောင်မြင်မှုတွေအများကြီးရရှိခဲ့ကြတဲ့အမျိုးသားနှစ်ယောက်ပါအစိုးရလွှမ်းပိုင်နဲ့ဒါရိုက်တာကြီးပြင်းအင်းတရာတို့ရဲ့ပူပူနေနေတိုက်ပွဲခေါ်တဲ့က ာတော့ပြင်းထန်လို့နေပါတယ်မနေ့တနေ့ကပဲဆိုတော့လွမ်းပိုင်ကသူရဲ့နောက်ထပ် album အသစ်ကိုနေ့လည်လောက်ကတင်လိုက်ပါတယ်။ထူးခြားတာကလွမ်းပိုင်ရဲ့သချင်းတွေမှာလူတွေရဲ့စိတ်ကိုဖန်ဆားထားတာက distress ဆိုတဲ့သချင်းမှာဒီသချင်းလေးကတော့တချင်းကလွမ်းပိုင်မကောင်းကြောင်းတွေအာရပါရပြောပြီးတော့လေဂျင်ရဲ့ဒါရိုက်တာကြီးပြင်းဟင်းဒီဟောက်ကိုပြန် diss ထားတဲ့သချင်းလေးတစ်ပုဒ်ပါ။ လူများမကောင်းကြောင်းကိုကောင်းကြောင်းပြောနေတဲ့ဒရိုက်တာကြီးပြည်ဟင်းတီဟာနဲ့လွှမ်းပိုင်တို့ကြားကအပြန်လန်တယ်ဝုန်းနေရကြောင်းဘာတွေဆက်ဖြစ်မလဲဆိုတော့အာလုံးရဲ့စိတ်ဆောင်ကိုဖန်ဆားနေရပါဒီလိုမျိုးနုပညာရှင်တွေအချင်းချင်းတယ်ဝုန်းနေကြတဲ့အဓိကတရခင်ကတော့ဒရိုက်တာကြီးပြည်ဟင်းတီဟာလို့ပြောရမှာပါဒရိုက်တာကြီးပြည်ဟင်းတီဟာကရုပ်ရှင်လောကကနေအပြေးပြန်ထွက်ခွာလာခဲ့ပြီးတော့အမေရိကန်နိုင်ငံမှာမိသားစုလိုက်ပြောင်းရွှေ့နေထိုင်လျက်ရှိပါတယ်ဒရိုက်တာကြီးပြည်ဟင်းတီဟာကသူများနိုင်ငံမှာငြိမ်းအေးချမ်းသာစွာမနေထိုင်ဘဲနဲ့မြန်မာနိုင်ငံမှာကျန်ခဲ့ပြီဖြစ်တဲ့မြန်မာနုပညာလော ကရဲ့နောက်ွယ်ကအညီအဟောင်းအမှန်တမ်းများသူတွေ့ခဲ့ကြုံခဲ့သမျှတွေကိုအတွေ့အကြုံတွေအားလုံးကိုပြည်သူတွေသိအောင်ဇလုံးမကြံပြောပြနေကြရပါ YouTube Channel ကြီးထောင်ပြီးတော့နုပညာလောကရဲ့ရုပ်ရှင်မင်းသားမင်းသမီးတွေရဲ့နောက်ကျောင်းရာဇဝင်မှန်သမျှတိုင်းကို ဒီလိုမျိုးပြောဆိုနေရကြောင်းမြန်မာပြည်မှာကြံခဲ့တဲ့မိသားမင်းသမီးတွေရဲ့ဖုံးခွေထားတဲ့အကြောင်းတွေလည်းအလုံးဘူးပေါ်တယ်လို့ပေါ်သွားခဲ့ကြတာပါပြည်ကတဲ့လားတွေတုန်းကဒါရိုက်တာပြည်ဟင်းတီဟာရဲ့အတင်းဖျင်းတွေထဲမှာမိသားမင်းမြတ်အကြောင်းအစိုးရလွှမ်းပိုင်တဲ့သူ့ရဲ့မချောသုံးယောက်အကြောင်းနဲ့တခြားသောအမှုပညာရှင်တွေရဲ့အကြောင်းတွေကိုပြောပြီးတော့နာမည်ဖြန့်နေခဲ့ရပါဒီလိုမျိုးမိသားမင်းသမီးတွေရဲ့နောက်ကြောင်းတွေကိုပြန်ဖော်နေရကြောင်းတချို့တွေဆိုရင်သူ့အလှည့်ဘဲချင်းလာမလဲမသိနိုင်တာကြောင်း ဟရားတိုင်ရင်လည်းကိုမျက်ခုံးတွေတောင်လှုပ်နေကြပါတယ်ဒါကိုမကျေနပ်တဲ့အစိုးရလွှမ်းပိုင်ကတော့အခုနှစ်သူ့ရဲ့ album အစ်တဲကဆက်နှပုံမြောက်သချင်းလေးမှာပြင်းင်းဒီဟာရဲ့အကြောင်းကိုပြန်ဖော်ပြလိုက်တာပါတချင်းလေးထဲမှာတော့ပြင်းရင်ဒီဟာကမြမပြည်မှာပေါ်ကားရိုက်ရင်နာမည်ကြီးလာပြီးဘယ်နည်းပညာရှင်နဲ့မှမတည့်ကြောင်းမြင်းမြစီကလည်းဒါရိုက်တာသိခါမငယ်ပဲပတ်စံတွေချီးခဲ့ကြောင်းတလောက်ကိုပေါ်ကားသုံးကားရိုက်ပြီးကြီးပွားနေတဲ့တော်သားဖြစ်ကြောင်းထည့်ရေးထားတာပါ မောင်ပြိဟင်းနဲ့အချောင်းမများဆိုပြီးဘိုင်နင်းနဲ့ပြန်ဝန်းခဲ့ရကြောင်းတပတ်အမေရိကန်ကပြိဟင်းတီဟာကတော့နိုးလာတာနဲ့ရှူးရှူးရှဲရဲတွေဖြစ်ကုန်ပါတယ်။သူ့ဘက်ကလည်းမကျေနပ်ကြောင်းပိုးကားကလည်းလွှမ်းပိုင်ကိုယ်တိုင်ကသူ့ကိုခေါင်းဆောင်မင်းသားတင်ရိုက်ခိုင်းလို့ရိုက်ပေးခဲ့ရဖြစ်ကြောင်းလွှမ်းပိုင်နေနန်းဆွေတို့ပကံမှာဘာတွေဖြစ်ခဲ့ကြရလဲဆိုတာတွေကိုပါသူ့တီကြောင်းဖော်ထုတ်ပြလိုက်မှလို့ post တင်ပြီးတော့ comment ကိုပိတ်ထားခဲ့ရပါဘူး။ သူအနေနဲ့ဒီလိုမျိုးရုပ်ရှင်လောကရဲ့မျက်နှာချိုတွေနောက်မှာလူသီးမခံတဲ့အပုပ်သိုးတွေကြောင့်စိတ်ကုံလုံးလုံးနှစ်ရှည်လာများလှုပ်လာတဲ့ဒရိုက်တာလောက်ကိုတောင်းဆွတ်လွတ်ပြီးတော့နိုင်ငံသားထွက်လာခဲ့တာဖြစ်တယ်လို့ပြန်ခံပြောထားပါတယ်။ဒရိုက်တာပြင်းတရားဘက်က post တွေအကြောက်ကန်တွေတင်နေပေမဲ့တစ်ဖက်မှာတော့လွန်ပိုင်ရဲ့တခြင်းကိုလူတွေတော်တော်များများကအကြိုက်တွေသွားခဲ့ကြတာပါ။ဒီတော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တွေအနေနဲ့အခုတင်ဆက်သွားခဲ့ရတဲ့ပတ်သက်လို့ဘယ်လိုထင်မြင်မိလဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ပရိသတ်တယောက်ချင်းစီ ိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရရှင်